တော်တရှင်တွေအားလုံးတာလီစောပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီနေ့မှာတော့လေကြောင်း NDA စိုးရိမ်မှုကြောင့်ပုံနှိပ်ချုပ်စစ်ဘေးရှောင်တချို့နေရာရွှေ့ပြောင်းတဲ့အကြောင်းအေထင်းချုပ်ဒေသကခလင်းငယ်တွေကိုကာကွယ်ဆေးထွန်းနှံပေးတဲ့သတင်းစစ်ကောင်စီပြုလုပ်မဲ့စစ်တွေတစောင်းတိုင်းပွဲမှာရခိုင်နယ်မြေကြီးအစိုးရတချို့ဖျော်ဖြေမဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်ကိုကျမဖြူဖြူရဲနဲ့အတူမိုးပေါကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပရမအူဇုံအနေနဲ့လေချောင်းအန်ရဲစိုးရင်မှုကြောင့်ဘုံတော်ချောင်းစပေးဆောင်တို့ချို နေရာရွှေ့ပြောင်းရတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီရဲ့လေချောင်းအန်ရဲဟာအထူးစိုးရင်စရာဖြစ်လာတဲ့အတွက်ရခိုင်ပြည်ဘုံတော်ချောင်းမြို့နယ်ကစပေးဆောင်တို့ချိုဟာအခုရက်ပိုင်းအတွင်းမှာသူတို့နေထိုင်ရာစပေးဆောင်စခန်းကနေ တခြားနေရာတွင်ကိုထပ်မံပြောင်းရွှေ့နေရတယ်လို့သိရပါတယ်။အော်တိုဘာ30တရက်ကစပေးဆောင်တွင်ရှိနေတဲ့ပုံနာကျမ်းမြို့နယ်ပန်းနီလာကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်5ဦးသေဆုံးပြီးတော့5ဦးဒဏ်ရာရခဲ့ပါတယ်။ဒီပြည်စင် နောက်ပိုင်းပန်းနီလာကျေးရွာနဲ့အနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့စပေးဆောင်တွေဟာစိုးရင်စိတ်တွင်ဖြစ်နေကြပြီးတော့နေရာပြောင်းရွှေ့နေတာဖြစ်တယ်လို့စပေးဆောင်အရေးကူညီနေသူတွေကပြောဆိုထားပါတယ်။ အခုရက်ပိုင်းမှာပုံတော်ကျော်မျိုးနယ်တဝိုက်ကိုစကောင်စီရဲ့ဂျက်တိုက်လေရင်တွင်ဒရုန်းတွေအပြင်လေကြောင်းကင်းထောက်ဒရုန်းတွေလည်းဝေးပြန်နေတယ်လို့ဒေသခံတွေကဆိုပါတယ်ပေါ်နောကျောမြို့နယ်မှာဘန်းနီလာအောင်ဖြူပြင်းရုံးငိုကြံခင်းတင်တလင်းစားတဲ့ပေါ်နောကျန်းကြောက်တော်ကာလန်မာတချောက်ကကျေးရွာတွေမှာစစ်တွေပေါ်နောကျန်းပေါက်တော်စားတဲ့မြို့နယ်တွေကစစ်ဘေးရှောင်တောင်းတဲ့ချီနေထိုင်ကြတာပါ ဒါအပြင်ပုံတော်ကျွန်းတိုက်ပွဲပြန်လည်ပြင်းထန်လာမယ်ဆိုတဲ့သတင်းတွေကြောင်းစိုးရင်ကြောက်လန့်နေကြပြီးလက်ရှိနေရာကနေကြောက်တော်မြို့နယ်မြောက်ဦးမြို့နယ်စားတဲ့ဝေးတဲ့နေရာတွင်ကိုထွက်ပြေးနေတာလို့စစ်ဘေးဆောင်တူဦးကပြောဆိုထားပါတယ် TNNA နဲ့အပယ်ရပ်ပြီးတဲ့နောက်ရခိုင်ပြည်အတွင်းလေကြောင်းရေကြောင်းအပြင်မြေပြင်ထိုးစစ်နဲ့အပြင်အထံထိုးစစ်ဆင်လာနိုင်တဲ့စစ်ကောင်စီဟာအရဲသားတွေကိုပိတ်မထားတိုက်ခိုက်မှုတွေကျူးလွန်နေပြီးအရခတ်တပ်တော်ကိုဖိအားပေးနေတာဖြစ်တယ်လို့ရှုမြင်မှုတွေလည်းရှိနေပါတယ်စစ်ကောင်စီရဲ့ပြင်းထန်လာတဲ့လူခွင့်ရေးချိုးပေါက်မှုတွေကိုနိုင်ငံတကာကလည်းတစုံတရာအရေးယူထိန်းကွက်နိုင်မှုမရှိတာကစစ်ကောင်စီရဲ့စိုးသမ်းမှုကိုပုံမအားပေးရရောက်တယ်လို့လူခွင့်ရေးလှုပ်ရှားသူတွေကသုံးသပ်ကြပါတယ်။ ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုပြင်းထန်လာမှုနဲ့အတို့တံပြန်ထိုးစစ်တွေပြင်းထန်လာတာကြောင့်အရခတ်တတော်ထိန်းချောက်ဒေသကပြည်သူတွေအနေနဲ့စစ်ရေးတတိနဲ့လေကြောင်းအန်ရီကိုဂယူးစိုက်ဖို့အော်တိုဘာလကုန်ပိုင်းမှာအရခတ်တတော်ကကြေညာချက်တတိပေးထားပါတယ်။ဆက်လက်ပြီးတော့အေအေထိန်းချောက်ဒေသကကလင်းငယ်တွေကိုကာကွယ်ဆေးထိုးနှံပေးတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ အရခတက်တော်အေအေထင်းချုံရမြောက်ဦးနဲ့ကြောက်တော်စားတဲ့မြို့နေတွေမှာအသက်နှစ်နှစ်အောက်ကလေးငယ်တွေကိုအရခပြည်သူ့ကျန်းမာရေးဌာနကကာကွယ်ဆေးတွေစတင်ထိုးပေးနေပြီဖြစ်တယ်လို့သိရပါတယ်။ကာကွယ်ဆေးတွေထဲမှာဝက်သက်၊ကြိတ်တိုး၊ပချက်ရောင်ယောဂကာကွယ်ဆေး၊ဂျပန်ဥနာရောင်ယောဂကာကွယ်ဆေး၊မိခိုင်ကာကွယ်ဆေး၊ပိုလီယိုယောဂကာကွယ်ဆေးနဲ့မွေးရပါဂလူးကော့စ်ဓာတ်တမျိုးလျှော့တဲ့ယောဂကာကွယ်ဆေးစတဲ့ဆေးတွေကိုထိုးပေးနေတာဖြစ်တယ်လို့သိရပါတယ်။ ဒီဆေးတွေကို အသက်3လကနေနှစ်နှစ်ကြားခလင်းငယ်တွေကိုထိုးပေးတာဖြစ်ပါတယ်။ခလင်းငယ်တွေဟာပုံမှန်အဖြစ်ပြင်းထန် TB အသေးအောင်အသွာ၅မျိုးဆက်ပိုလီယိုဝမ်ပြဲဝမ်ရှိုးဝက်သက်စားတဲ့ယောဂတွေအပြင်ယောဂ၁၂မျိုးအတွက်ကာကွယ်ဆေးတွေကိုအသက်2လကနေ10နှစ်အထိသတ်မှတ်ထားတဲ့အရွယ်လိုက်ထိုးနှံပေးရတာဖြစ်ပါတယ်။ရခိုင်မျိုးသိမ့်တိုက်ပွဲတွေစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးရခိုင်ဒေသကိုကုန်းလမ်းရေလမ်းဖြတ်တောက်ထားပြီးတော့ ကုန်ပစ္စည်းတည်ယူခွင့်ကိုစစ်ကောင်စီကကန့်တတ်ထားတာကြောင့်ဆေးဝါးပြက်လက်မှုနဲ့အတူကလင်းငယ်တွေဟာကာကွယ်ဆေးထုတ်ခွင့်မရဖြစ်နေကြရပါတယ်။အခုလိုကာကွယ်ဆေးပုံမှန်ထုတ်ခွင့်မရတာကြောင့်မိဘတွေဟာသူတို့ရဲ့ကလင်းငယ်တွေရဲ့ကြမ်းမာရင်းနဲ့ဖွံ့ဖြိုးမှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေကြရပါတယ်။အရင်ကအစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေစီကကလေးသူငယ်တွေအတွက်ကာကွယ်ဆေးကိုအခမဲ့ရရှိနိုင်ပေမဲ့လက်ရှိမှာကျမရဲ့အခွင့်အရေးတွေဆုံးရှုံးနေကြရတာပါ ဒါအပြင်တိုက်ပွဲပြင်းထန်မှုတွေနဲ့အတူစစ်ကောင်စီကရခိုင်ဒေသကိုလက်ခီးပိတ်ဆို့မှုအပြင် ကုန်စည်စီစဉ်ခွင့်ဆေးဝါးတည်ဆောင်ခွင့်တွေကိုလုံးဝကန့်တတ်ထားမှုကြောင့်ဆေးဝါးပြက်လက်မှုတွေလည်းရှိနေတာပါရခိုင်မှာကလင်းငယ်တွေကောက်ွေဆွေးအပြည့်အဝထိုးခွင်းဆုံးရှုံးနေတာဟာနှစ်နှစ်နီးပါးကြာမြင့်လာပြီးဖြစ်ပြီးတော့လက်ရှိမှာအရခတပ်တော်ရဲ့ပြည်သူ့ကျန်းမာရေးဌာနကပြန်လည်အကောင့်ထေဖိုးလာတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီပြုလုပ်မဲ့စစ်တွေကတဆောင်တိုင်းပွဲမှာရခိုင်နာမည်ကြီးအစိုးရတချို့ဖျော်ဖြေမဲ့တရင်ကိုလည်းတင်ဆက်ပေးမှာပါရခိုင်ပြည်စစ်တွေမြို့မှာလာမယ့်နိုဝင်ဘာ၄ရက်မှာစစ်ကောင်စီကဥဆောင်ပြုလုပ်မဲ့တဆောင်တိုင်းပွဲတော်မှာရခိုင်နာမည်ကြီးအစိုးတော်တွင်ကတိစိုးဖျော်ဖြေသွားမယ်လို့သိရပါတယ်။ရခိုင်နာမည်ကြီးအစိုးတော်တွင်ဖြစ်တဲ့ဦးမောင်တိန်မြက်ခံကျော်နဲ့ခံကျော်လင်းတို့ကဖြစ်ပျော်သွားမှာဖြစ်ပါတယ်။အဲ့ဒီပွဲအတွက်လက်ရှိမှာစစ်တွေမြို့လေကောင်ဝင်ကဘာကွင်းမှာ စတိတ်စဉ်တိဆောက်ထားတယ်လို့ရခိုင်ပြည်နယ်စစ်ကောင်စီပြောဆိုခွင့်ရှိသူဦးလာသိန်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ဒါ့အပြင်တဆောင်မိုးလာပြင်းနဲ့မနက်ပိုင်းမှာအတူလာမာရဇိန်ဖျားကြီးမှာတန်ခါအပောင်း900သီလရှင်တရားတို့ကိုစန်းတော်ကြီးလောင်းလူပွဲပြုလုပ်မှာဖြစ်ပြီးညနေပိုင်းမှာစတုတီတာကျွမ်းဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ညပိုင်းမှာတော့ရခိုင်စူတော်တွင်ရဲ့ state show ပွဲအတွက်မြို့တွင်းလူငယ်တွေကိုဖိတ်ခေါ်ထားပြီး state စင်ကိုလည်းခန္ဓာထေဝါစာပြုလုပ်ထားတယ်လို့យេតាထားပါတယ်လက်ရှိမှာစစ်တွေမြို့နယ်ပုံနှံကျွန်းမြို့နယ်အဆက်တွင်မှာစစ်ကောင်စီနဲ့အရခါတပ်တော်တို့တိုက်ပွဲတွင်ရှိနေပြီးစစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးပကတ်မှုတွင်ကြောင့်ပုံနှံကျွန်းရတဲ့တောင်ပေါတော်မြို့နယ်တွင်ကပြည်သူတွေတည်ဆုံးတရားရမှုတွင်ရှိနေတာပါ။ ဒါအပြင်စစ်တွေမျိုးရဲ့ထွက်ပေါက်ဝင်ပေါက်တွင်ကိုစစ်ကောင်စီကပိတ်ဆို့ထားတာကြောင့်မြို့ကန်တွင်ဟာစားဝတ်နေရချက်တင်းနေတယ်လို့ပြောဆိုနေကြပါတယ်။တဒင်းမျိုးကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ TNL ကမုတ်ဂုတ်ကနေနိုဝင်ဘာ20မှာဆုတ်ခွာမယ်လို့မြို့အုပ်ချုပ်ရေးနဲ့နှိဆက်သူပြောတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးမှာပါ။တောင်းတ TNL တပ်တွေနဲ့ဌာနဆိုင်ရာအဖွဲ့တွေဟာ ။လာမယ့်နိုဝင်ဘာ20ရက်နောက်ဆုံးထားပြီးတော့မိုးကုတ်မြို့ကနေဆုတ်ခွာမယ်လို့ TNL ကမြို့ပေါ်ကရကြေးအုပ်ချုပ်ရေးမှုတွေစီကိုအတိပေးထားတဲ့အကြောင်းအုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောတယ်လို့ BBC သတင်းဌာနမှဖော်ပြပါဗါး။ TNL ရဲ့ခရိုင်အုပ်ချုပ်ရေးအဆင့်အုပ်ချုပ်ရေးတာဝန်ရှိတဲ့သူကနေအခုလောအတိပေးထားတာဖြစ်ပြီးတော့အဲ့ဒီအစည်းအဝေးမှာမိုးကုတ်မြို့ပေါ်ရက်ွက်ကအုပ်ချုပ်ရေးမှုအများဆုံးတက်ရောက်ခဲ့ကြတယ်လို့သတင်းရင်းမြစ်ကပြောပါရတယ်။ အခုတည်နေပတ်သက်ပြီးတော့ TNL ပြန်ကြားရေးတာဝန်ခံလွင့်ရည်ဦးကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးဘူးလို့ BBC သတင်းမှာရေးသားထားပါတယ်။မိုးကုတ်နဲ့မိုးမိတ်ကနေတဖြည်းဖြည်းပြန်ဆုတ်နေပြီဖြစ်တဲ့အကြောင်း TNL တက်ပြောခွင့်ရသူကပြီးခဲ့တဲ့ရက်ပိုင်းမှာ BBC ကိုပြောဆိုထားပေမဲ့ဘေးရမှာပြီးဆုတ်ခွာမယ်ဆိုတာကိုတော့သူကထုတ်ပြဖို့ညင်းတယ်လို့ဆိုထားပါတယ်။မိုးကုတ်မြို့နယ်ရဲ့ပြည်သူ့ကော်ကွယ်ရေးအဖွဲ့ပါကာဖာရဲ့ပြန်ကြားရေးတာဝန်ရှိသူတဦးကတော့ TNL တက်တွင်နဲ့တက်ဆိုင်ရာတွင် မျိုးရဲကနေဘလို့အနေထားနဲ့ထွက်မလဲဆိုတာကိုစောင့်ကြည့်နေတော့ဖြစ်တယ်လို့ BBC ကိုပြောထားပါတယ်။ TNL ဟာ30 20ခွန်စစ်စင်ရဲ့ဒုတိယပိုင်းမှာမိုးကုတ်မြို့ကိုတင်ခဲ့တာဖြစ်ပါတယ်။ TNL ကတရုတ်ကြောင်းဝင်ညှိနှိုင်းမှုကြောင့်စစ်တပ်နဲ့အပြစ်ရဲဆဲလိုက်ပြီလို့အော်တိုဘာလ29ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အပြစ်ရဲသဘောတူညီချက်နဲ့အတူ TNL နဲ့ပူးပေါင်းတပ်တွေဟာမိုးကုတ်နဲ့မိုးမိတ်မြို့ကနေဆုတ်ခွာဖို့ မြမစစ်တပ်ဘက်ကတောင်းဒေတာကိုလေကြောင်းတိုက်ခိုက်တာထိုးစစ်စင်တာတွင်မလို့ဖို့သဘောတူညီခဲ့ကြတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းမိုးကုတ်မိုးမိုက်အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေမှာ TNL နဲ့ပူးပေါင်းခဲ့ကြတဲ့ဒေါ်လာရဲ့တပ်ဖွဲ့တွေကစစ်တပ်လက်အောက်ကိုမိုးကုတ်နဲ့မိုးမိုက်မျိုးပြန်မရအောင်လက်တွဲပြီးကာကွယ်သွားမယ်အကြောင်းစာအသီးသီးထုတ်ပြန်ထားကြတာလည်းဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မီဒီယာလွတ်လွတ်ကင်းစူးပေါင်းမှုမှန်သမျှကိုဆောက်ရှာတယ်လို့ပြည်တွင်ပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာသတင်းထောက်တွေကိုဖန်ဆီးအကျဉ်းချမှုအများဆုံးနိုင်ငံတွေအတွက်မှာပါဝင်တယ်လို့ပြည်နေမြန်မာတန်ယုံကနိုဝင်ဘာ၂ရက်မှာထုတ်ပြန်ပါတယ်၂021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ဗန်းစာနယ်ဇင်းသတင်းသမားခနော်ဦးဟာစစ်အာဏာရှင်ရဲ့တပ်ဖြတ်မှုကိုခံခဲ့ရပြီး တည်င်းသမား200ကျော်လဲဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်အမျိုးသမီးတည်င်းသမားတွင်အပါအဝင်အနည်းဆုံးတည်င်းသမား52ဦးဟာလက်ရှိမှာဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ပြည်တင်တန်ယုံကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မနေ့ကကြာရောက်ခဲ့တဲ့နိုင်ငံတကာတည်င်းထောက်များအပေါ်ကျူးလွန်သည့်ပြည်ရဲ့များအတွက်ပြည်တံကွန်းလက်ရှင်ရှိနေမှုများအဆုံးသတ်ရနေ့မှာမြန်မာနိုင်ငံကစာနယ်ဇင်းတည်င်းသမားတွင်အလုံးရရေးဆန်းတတိကိုပြည်တင်ကပုံပြထားပါတယ်။ အထူးသဖြင့် offline နဲ့ online အခြေအနေနှစ်မျိုးလုံးမှာနှောင့်ယှက်ဆောင်ကြည့်မှုအလွေသွန်းစားပြုမှုတွေအပါအဝင်ချိန်ချောက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးတည်င်းထောက်တွင်ကိုအမတ်ရဂုဏ်ပြုတယ်လို့ဆိုပါတယ်ဆလဘီ UK အစိုးရအနေနဲ့မီဒီယာလွတ်လွတ်ခွင့်အပေါ်ရှုပ်ပေါမှုမှန်သမျှကိုဆုတ်ချအကြောင်းနဲ့မီဒီယာလွတ်လွတ်ခွင့်ကိုအလေးသုံးစားလုပ်မှုဒါမှမဟုတ်ကန့်သက်ဆုတ်ချသူတွေကိုအရေးယူဆောင်ရွက်ရမယ်လို့ဆိုပါတယ် မြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းကသတင်းသမားတွေလူအခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေဘေကင်းလုံခြုံစေရအတွက်အကူအညီတွေကို UK အစိုးရကဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ပြောဆိုထားတာလည်းဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။တရုတ်နဲ့ရေပိုင်နဲ့အငင်းပွားနေတဲ့ဖိလစ်ပိုင်နဲ့ကနေဒါအကြားကာကွယ်ရေးစာချုပ်ချုပ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ တောင်တရုတ်ပင်လယ်ရေပြင်မှာတရုတ်နဲ့ပိုင်တဲ့အငင်းပွားမှုတွေအပြင်ဗတိပခတွေပါပညာခဏဖြစ်ပွားနေတဲ့ဖိလစ်ပိုင်ဟာကနေဒါနဲ့ကကွေးစာချုပ်တရချုပ်ဆိုလိုက်တယ်လို့ရိုက်တာသတင်းတရမှာဖော်ပြထားပါတယ်။နိုဝင်ဘာလ2ရက်နေ့ကနှစ်နိုင်ငံအကြားချုပ်ဆိုလိုက်တဲ့အဲ့ဒီစာချုပ်မှာနိုင်ငံပိုင်တဲ့ area တွေမှာနှစ်ဖက်တပ်ဖွဲ့ဝင်တွေအပြန်အလှန်စီးရဲလက်ကျင့်ခွင့်လေးပါဝင်တဲ့အတွက်ကနေဒါတပ်တွေဟာဖိလစ်ပိုင်နဲ့ပူးပေါင်းပြီးတော့စီးရဲလက်ကျင့်မှုတွေပြုလုပ်မှာဖြစ်ပါတယ်။ကနေဒါရေတပ်ဟာပြီးခဲ့တဲ့နှစ်ကလည်း တောင်တရုတ်ပင်လယ်ရှေ့ပြင်မှာအမေရိကန်၊ဩစတြေးလျဂျပန်၊ဖိလစ်ပိုင်တို့နဲ့ပူးတွဲပြုလုပ်တဲ့စီးရေးကင်းလဲမှုတွေမှာလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ဖိလစ်ပိုင်ဟာအခုနှစ်အစိုးပိုင်းမှာနယူးဇီလန်နိုင်ငံနဲ့နှစ်ဖက်ပူးပေါင်းစီးရေးလေ့ကျင့်ဖို့သဘောတူညီချက်တရက်လက်မှတ်ရေးထိုးခဲ့တယ်လို့အမေရိကန်၊ဩစတြေးလျဂျပန်တို့နဲ့လည်းသဘောတူညီချက်တွေရထားပြီးဖြစ်ပါတယ်။လက်တလုံးမှာဖိလစ်ပိုင်ဟာပြင်သစ်နဲ့လည်းအခုလိုသဘောတူညီချက်မျိုးရရှိနိုင်ဖို့ကြိုးပမ်းနေပါတယ်။ ဖီလ်ပိုင်ဟာတောင်တရုတ်ပင်လယ်ရေပြင်မှာတရုတ်နဲ့ပဋိပက္ခတွေမကြာခဏဆိုသလိုဖြစ်ပွားနေပြီးတရုတ်ဟာလည်းတောင်တရုတ်ပင်လယ်တစ်ကျောလုံးကိုသူပိုင်တဲ့ area အဖြစ်သတ်မှတ်ပြောကြားထားပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 639 63 ချောက်တုံးတုံးကိုလုံချုံဆိုင်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။